ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November 24ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတော်ပြီးမှ Reaction လောက်ကြမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးလိုရီတူရှင်သတင်းကောင်းတွေကျွန်တော်ဖတ်ပြပေးပါမယ်နော် ထမဆုံးသတင်းတစ်ပုဒ်ကတော့ကျွန်းစုတွင်လက်နက်ခဲယံလာပို့တဲ့ကားကိုပကဖဖျက်တိုက်၅ဦးမျိုးစားဖြစ်သွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့တင်းနေတားဤတိုင်းကျွန်းစုမြို့နယ်တွင်လက်နက်ခဲယံတယ်ဆောင်လာတဲ့စစ်အုပ်စုကားကိုတော်လိုင်းတပ်များကကြားဖြတ်တိုက်ခဲ့ရာ၅ဦးသေဆုံးပြီး၂ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်တဲ့ရဲနေပြူစော်တီတို့ဆင်းပြေးတဲ့ကားကိုတော်လိုင်းတပ်များကသိမ်းပိုက်နိုင်ခဲ့ပြီးကားအတွင်းပါလာတဲ့60မမမော်တာပြောင်းတစ်ခု 60မမအဖူ9ခု9မမကြည38တောင်းနနတီလက်ပြပြပုံနှလုံးဦးစီကြည်ပေါက်2ခုဓမြောင်တစ်ချောင်းဖုံးတစ်လုံးနဲ့ပြူစောတီယူနီဘောင်းတစ်စုံလုံးသိစရာမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ခင်ဦးမှာအင်အား180ပါတဲ့စစ်ကြောင်းတစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား80ခန့်သေးဆုံးပြီးတော့လောင်းမြချန်ရိတ်ကစစ်ကြောင်းဆုတ်ခေါ်ထွက်ပြေးသွားတယ်လို့သိရတယ်။လက်နဲ့29လက်နဲ့ခဲများလည်းသိစရာမိခဲ့ကြောင်းသိရပါတယ်နော်။ကဲတရင်ကောင်းပေါ့နော်။အဲ့တော့ဒီမှာဆိုရင်ခင်ဦးမျိုးနဲ့ဘုံလချီရွာအတွင်း၄ရက်ကြာ ယာယီတက်ဆွဲထိုင်ကြရတဲ့အကြမ်းမစစ်တပ်သည်ပြင်းပြင်းထောင်ပြူစောတိရွာသို့အင်အား180ခန့်ဖြင့်ထွက်လာစဉ်တော်လိုက်တပ်ဖွဲ့များကဂျာပြတ်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်တဲ့။အလောင်းတွေက60နဲ့80ကျော်လောက်ရှိတယ်။လေကွင်းထဲမှာအလောင်းတွေကျန်နေခဲ့တာဆိုတော့အဲ့ဒီလောက်ရှိလိမ့်မယ်။အခုထိလေတွေလည်းကသင်းရိုးတွေထဲမှာအလောင်းတွေရှိနေသေးတယ်မရှင်းလင်းရသေးဘူး။တိုက်ပွဲဖြစ်တဲ့နေရာမှာမုံလာရွာထဲကိုပြန်ဆုတ်သွားတာလက်ရှိအထိမုံလာရွာထဲမှာပဲရှိနေသေးတယ်တဲ့။လေချောင်းကနေဆူဆိုက်ဒရုန်းတစ်စီးဂျက်ဖိုက်တာတစ်စီးနဲ့တိုက်ပွဲဖြစ်တဲ့နေရာလာချသွားတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်တာဝန်ရှိသူကသတင်းပို့ထားပါတယ်ခင်ဗျာ။ အဲ့ဒီမှာဆိုရင်အချမ်းဖက်စစ်တပ်မှာငချင်းမီတစ်လက် MA1 10လက် MA2 3လက် BA 160မမကွန်မန်ဒိုစိတ်ပြောင်းတစ်လက် MA3 3လက် MA4 တစ်လက် G3 4လက် MAS စနိုက်ပါတစ်လက် M1 5လက်ဆက်ဆက်ကြီး KN မျိုးစုံအများပြသိစေရမယ့်ကြောင့်တရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်သတင်းတစ်ပုဒ်ကတော့မင်းအောင်လိုင်းနဲ့စစ်တပ်ကိုထောက်ခံသောအမှုပညာရှင်တချို့ကိုပဲတင်ပို့ခွင့်လိုင်စင်ပါမများချထားပေးပြီးစစ်တပ်ကကုသကောင်းပြုနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့အားလုံးလည်းဒီမနက်မှလည်းကြားခဲ့ပြီပေါ့နော်။ပဲနဲ့ပတ်သက်တဲ့သတင်းတွေခုဆိုရင်လည်းဒီပဲနဲ့ပတ်သက်တဲ့သတင်းတွေဒီအလုံငန်းလုပ်တွေပေါ့နော်။ဒီဘောမတွေကိုစစ်ကောင်စီကခွဲပေးနေတဲ့သတင်းပဲဖြစ်ပါတယ်နော်။အဲ့တော့ချမ်းမက်စစ်ကောင်စီကမင်းအောင်လိုင်းနဲ့စစ်တပ်ကိုထောက်ခံသောအမှုပညာရှင်တချို့ကို ပဲတင်ပို့ခွင့် license ပါမင်များချထားပေးပြီးစစ်တပ်ကသူကောင်းပြူချောင်းပြပသို့ပဲတင်ပို့နေတဲ့ကုန်သည်ကြီးတအုပ်ကသတင်းပို့ထားလို့သိရပါဗါဒအချမ်းပစစ်တပ်ကပြုလုပ်သောပွဲလမ်းသဘင်များမင်းအောင်လိုင်းပြပခီးစမှာပြန်လာသောကျိုးဆိုးပွဲများတက်ရောက်သောရုပ်ရှင်မင်းသမီးစိုးမြတ်သူစာပါဝင် အမှုပညာရှင်တချို့ကိုစစ်တပ်ကပဲတင်ပို့ခွင့်ပြုသည့်ပါမင်များချပေးတာကြောင့်အဆိုပါအမှုပညာရှင်တချို့က၎င်းတို့ရရှိထားသောပဲတင်ပို့ခွင့်ပါမင်များကိုပြည်ပသို့ပဲတင်ပို့မိကုန်တယ်များထံသို့ပြန်လည်ရောက်ချခြင်းဖြင့်ငွေသားများရရှိကြကြောင်းသိရပါတယ်ပေါ့နော်။ဆိုမြင့်သူစားဆိုရင်လည်းပဲတင်ပို့ခွင့်ပါမင်တန်းချီထောင်ကရန်းရတယ်တဲ့။အဲ့ဒါကိုကျွန်တော်တို့ကုန်တယ်တွေကပြန်ကောက်တယ်။ပါမင်ကိုပြန်ရောက်ပြီးငွေဖော်တာပေါ့လို့ပြည်ပသို့ပဲတင်ပို့နေသောကုန်တယ်ကြီးတူကဆိုပါတယ်ပေါ့နော်။အဲ့တော့ပဲတင်ပို့တာသူတို့ကိုယ်တိုင်လုပ်ချင်မှလုပ်လို့မြင်ပေါ့နော်အဲ့ဒီပါမစ်တီကိုပြန်လဲရောင်းစားတာတော့မှတော်တော်မြင့်နေတဲ့နေရာမှာရှိပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့တောင်းကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ခုရပိုင်းမှာပေါ့နော် NUG ကိစ္စနဲ့ပတ်သက်ပြီးတိုင်ကြားခံရတဲ့ဒီဝင်ကြီးအကြောင်းလေးပေါ့နော်အဲ့တော့တိုင်ကြားခံရတဲ့ပြည်ထောင်စုဝင်ကြီးချုပ်ရုံအများအားတွင်းဝင်ကိုတာဝန်ကနေယာယီရနာလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါနော်အဲ့တော့မြို့သားညီရီဆိုရ NUG ပြည်ထောင်စုဝင်ကြီးဌာနရုံအများအားတွင်းဝင်မတ်ကြည်ပြန်နေခင်မုန်းဖြစ်သူကိုညီညီမင်းတို့ဟာမယော်ကန်နဲ့အပြုအမူတွေလုပ်ခဲ့တယ်ဆိုပြီးပြည်ထောင်စုဝင်ကြီးချုပ်ရုံ ဝန်ထမ်းဟောင်းတွေကတိုင်ကြားတာနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးသွားမယ်ဖြစ်ကြောင်း UNG ကထုတ်ပြန်ခဲ့ပြီးတိုင်ကြားခံရသူကိုစတင်ပြီးတာဝန်ကနေယာယီရတားလိုက်ပြီဆိုတဲ့သတင်းဖြစ်ပါတော့အဲ့တော့ဒီငွေကြေးရှုပ်ရှင်းတွေပေါ်နေတဲ့ဒီအမတ်ကြီးပြန်တဲ့သူ့ရဲ့အမျိုးသားကိုပေါ့နော်အခုချိန်မှာဆိုရင်ဒီဝန်ကြီးဌာနကနေယာယီရနာထားပြီးမှသူ့ခဏပြန်နာခဲ့ပြီးမှပေါ့နော်ဒီရဲ့ဒီသူတို့လုတ်ခဲ့တဲ့အမှုတွေမှန်လားမမှန်လားဆိုတာကိုစစ်ဖို့စတင်နေဖြစ်ပါတယ်နော်အဲ့တော့ဒီ တော်လိုင်းရေးမှာပြည်သူငွေကိုတုံးဆွဲရင်တော့ပြည်သူတွေကိုတော့သူတို့ကိုယ်ပိုင်ပတ်စံလို့တုံးဆွဲရင်တော့ဒါတော်တော်ကိုအရေးယူရရေးတဲ့အနေအထားဖြစ်ပါရဲ့နော်ကြီးကြီးမားမားရေးယူမှာပဲဒါနောက်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 သားတွေပေါ့နောက် လုံးမဲ့သူတွေတွေ့လဲဒါဒါနမူနာ user ဖြစ်မှာဖြစ်ပါရဲ့နော် နောက်ထပ်သတင်းပုဒ်ကတော့ပေါ့မှာစစ်မှုထမ်းသားတအူနဲ့နဲ့ခင်းနဲ့လင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့မကွေးတိုင်းပေါ့မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းကစစ်မှုထမ်းသားတအူကနဲ့နဲ့ခင်းနဲ့လင်းဝင်လာကြောင်းအညာမြေတပေါင်းစုကပြောပါတယ်တဲ့။အဲ့တော့စစ်ကောင်စီစစ်ကြောင်းတက်မှ69လောက်ကခလာရ၄တရှိတရင်ကစစ်မှုထမ်းပတ်စစ်၅၅တန်းစစ်အသက်26နှစ်အရွယ်တပ်သား၁ပြည်စုံဟိဆိုသူက MA1 တလက် 5.56G 420တောင်း၄၀မမ6လုံး MA1 G ပေါက်9ပေါက်အင်နာကနှလုံးနဲ့လက်ပြုံနှလုံးတို့ကိုယူဆောင်လာပြီးအလင်းဝင်လာကြောင်းအညာမြေတပေါင်းစုကပြောပါတယ်တဲ့ အဲ့တော့တွေ့တိုင်းပေါ့နော်တေလာနဲ့ပစ္စည်းတွေနဲ့တာတော့မဟုတ်ဘူးနော်နောက်ထပ်သတင်းပုဒ်ကတော့ကျွန်းစုမြို့နယ်တွင်အိမ်စီကားနှစ်စီးဖြင့်လက်နက်ကိန်းများတင်ဆောင်လာသောရဲနေပြူစားသူများကိုဈာဖြတ်တိုက်ခိုက်မှု၅កောက်မျိုးဆက်ဖြစ်ပြီး၃ဦးအရှင်မိက60မှတ်လက်နက်ကြီးတစ်လက်နဲ့ခဲမျိုးပါတိုက်စီးရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်သတင်းတစ်ပုဒ်ကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကပြတ်တပြီးတော့ဒေါ်လာရင်းပြီးသူအများပြားလာရောက်အားပေးကြရလို့သိရပါတယ်เนาะအဲ့တော့ဒီပြုံးပြုံးလေးရုပ်ရှင်ကထိုင်းနိုင်ငံမှာတော်တော်ဟိုးအကွဲကိုအောင်မြင်နေလို့လည်းကြားသိနေရပါတယ်เนาะအဲ့လိုအောင်မြင်လို့ဘောမတွေဘက်မှာလည်းဒီလိုနေလောင်နေတယ်ဆိုတဲ့သတင်းလေးလည်းကျွန်တော်ကြားသိရပါတယ်เนาะအဲ့တော့ဒီသတင်းလေးကိုပြောထားတဲ့နောက်တော့ကြည့်အောင်เนาะစိတ်သက်ကိုမြင်တွေ့ရတဲ့သတင်းတစ်ခုကိုတင်ပြပေးပါမယ်မနေ့ကနိုဝင်ဘာလ23ရက်နေ့ကဘန်ကောက်မြို့မှာပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကကိုပြတ်တပ်ခဲ့ပါတယ် ဒီဘက်ကိုထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဟာအခက်အခဲတွေနေရာအပြောင်းလဲတွေကြားကနေအင်အားအများပြားနဲ့လာရောက်ကြည့်ရှုအားပေးခဲ့ကြရလို့သိရပါတယ်။တကယ့်ကိုထူးခြားတဲ့ပွဲပါ၊ယုံအပြစ်ပါပဲ။လူတွေကထိုင်းကုန်မလောက်လို့မတ်တက်ရပြီးကြည်နေရတာတောင်ဘယ်သူမှမငင်းယူကြဘူး။တော်လရဲ့တော့အားပေးခြင်းနဲ့စိတ်သက်တွေအားလုံးမှာပြင်းထန်နေရကိုမြင်ရတော့အချမ်းကိုအားရှိပါတယ်လို့ရုပ်ရှင်ကိုသွားကြည့်ခဲ့တဲ့သူတယောက်ကပြောပါတယ်။ပွဲကိုလာရောက်ကြည့်ရှုခဲ့တဲ့သူတွေရဲ့ပြောပြချက်အရဆိုရင် ယုံပြည့်ယုံချမ်းယုံတင်မကပဲမတက်ရက်ပြီးအားပေးသူတွေတောင်အများပြရှိခဲ့လို့သိရပါတယ်တော်လင်းပေါ်စိတ်ပါဝင်စားမှုနဲ့အားပေးထောက်ခံမှုဟာဘလောက်များလဲဆိုတာဒီပွဲတော်တက်တယ်ပြလိုက်တာပါဒီကားဖြစ်ရမှန်ကိုအခြေခံပြီးကြိုက်ထားတာဆိုတော့ရင်းနှီးကိုတအားထိရဒီလိုရုပ်ရှင်တွေကကျွန်တော်တို့ရဲ့တော်လင်းခံယူချက်တွေကိုပုံပြီးခိုင်မာစေနိုင်ငံခြားမှာအကြောင်းနဲ့ပေမဲ့လည်းကျွန်တော်တို့ရဲ့တော်လင်းစိတ်တက်ကပြည်တွင်းကရဲဘော်တွေနဲ့တစ်ထက်တည်းပဲဆိုတာ ဒီပွဲကတက်တယ်ပြတာပဲလို့သူကချိုးပါတယ်ပြုံပြုံလေးဇက်ကားဆိုတာကတော့တယုတ်ဆောင်မင်းမုံကန်းဒရိုက်တာကိုပေါက်နဲ့အတူအလှပောင်းဆောင်ကတော်လင်ရေးချိုးပေါ်ရေးပတ်တွေကိုရန်ပါဝင်တယုတ်ဆောင်ထားတဲ့ဖြည့်ရမှန်ကိုအခြေခံထားတဲ့တော်လန်ရုပ်ရှင်ဇက်ကားဖြစ်ပါတယ်ကဲပြုံပြုံလေးရုပ်ရှင်ကိုတော့ရိုက်တာတော့ဒရိုက်တာကိုပေါ့ပေါ့နော်အဲ့တော့ကိုပေါ့ဆိုတာကလည်းအလုံးသိရတိုင်းပဲဒီအမှုပညာရှင်မှာရှားပါရှားပါနော်တကယ်ပဲဒီအောင်မြင်နေတဲ့အချိန်မှာပဲ တော်လိုင်းရေးတဲ့ရောက်လာတဲ့သူဖြစ်ပါတယ်เนาะအဲ့တော့ကိုပေါ့နဲ့အင်တာဗျူးထားတဲ့ထဲကနေကိုပေါ့ပြောထားတဲ့ဒီစကားတချို့ကိုကျွန်တော်နောက်ကြည့်အောင်เนาะရုပ်ရှင်ရိုက်တဲ့ဟာကလည်းလေဟိုမှန်တိုင်းပြောရရင်ဘောကျွန်တော်ကျွန်တော်ကတော်ရဲကိုစထွက်တုန်းကကျွန်တော်ဒီရုပ်ရှင်နဲ့ကျွန်တော်တက်တဲ့အမှုပညာနဲ့တော်လိုင်းရေးကိုပံ့ပိုးမယ်၊ကူညီမယ်၊မီဒီယာလုပ်မယ်ပေါ့မီဒီယာဆိုတော့တကယ်တော့ကျွန်တော်ကြွန့်ကျင်တဲ့အလုပ်မျိုးတကယ်တမ်းကျရည်ရတယ်မီဒီယာရဲ့သဘောတဝါရုပ်ရှင်နဲ့နီးစပ်တယ်ဆိုမှမီဒီယာရဲ့ဟာကျွန်တော်ကဘာမှမသိဘူးအဲ့တော့ မီဒီယာလောက်ကြဘေးကဝိုင်းကြဝန်းကြပေါ့အဲ့ဒါနဲ့မီဒီယာလောက်ဖြစ်တယ်ပေါ့နော်အဲ့ဒါအဓိကတော့ကျွန်တော်တော်တဲ့စထွက်တာဒီငါရုပ်ရှင်ရိုက်မယ်ဗီဒီယိုတွေရိုက်မယ်ပငါလူငယ်တွေရဲ့ရဲဘော်တွေရဲ့မှတ်တမ်းတွေ document ကျွန်တော် documentary စိတ်ဝင်စားတော့ documentary ရိုက်မယ်ဒီမှာဒါတွေနဲ့ကဘာကိုချပြမယ်မှတ်တမ်းတွေတင်မယ်ဆိုပြီးသွားခဲ့ပြီမဲ့ကျွန်တော်တစ်နှစ်ကျော်လုံးလုံးကျွန်တော်လုံးဝရုပ်ရှင်ကိုလည်းမကြည့်ဖြစ်တော့ဘူးရုပ်ရှင်ရိုက်ဖို့လည်းမစင်စားဖြစ်တော့ဘာလို့တော့တော်တဲ့ရောက်သွားတဲ့အချိန်မှာအပူတွေဒုက္ခတွေနဲ့ပြဿနာတွေပြဿနာဆိုတာက ထပ်ပြေးလာကြတဲ့လူတွေရဲ့ပြဿနာပေါ့နော်ပြဿနာတွေကိုပဲလိုက်ကူညီရင်ကူရင်ညီရင်ကူညီရင်နဲ့ကျွန်တော်အဲ့တဲမှာပဲလေတနစ်ကျော်လောက်လုံးဝရုပ်ရှင်နဲ့ပတ်သက်တဲ့ရုပ်ရှင်ကားလည်းမကြည့်ပြဘူးကိုဝါသနာပါတဲ့ဘောလုံးတို့ချဲစီးတို့ဘောလုံးပွဲတွေလည်းမကြည့်ပြဘူးဘာမှမကြည့်ဘူးအဲ့တဲမှာဒီဇိုင်းမှာနောက်ကြတော့အဲ့အဓိကတော့ကိုအောင်သူရအရင်တော့ BBC က ကိုအောင်သူရကနေကိုပေါ့ကိုပေါ့လို့လို့လူမျိုးတော်တဲ့ရောက်နေချိန်မှာကိုပေါ့လှုပ်ပါရိုက်ပါရုပ်ရှင်လှုပ်ပါ तू อ่ะအများကြီးကျွန်တော်ရုပ်ရှင်ရိုက်ဖြစ်အောင်အများကြီးကိုနေတိုင်းကိုကျွန်တော်အာနေတိုင်းနားကြီးလောက်အောင်ကိုပြောတဲ့ချိန်မှာအဲ့နဲ့အေးပြားလို့ကျွန်တော်ရိုက်ဖို့ကျွန်တော်စူးစမ်းကြည့်ဦးကျွန်တော်ကိုကျွန်တော်ဒါရိုက်တာဆိုရဲဘဝသေုပ်ဆောင်ဆိုရဲဘဝပျောက်သွားသွားအဲ့နဲ့ကျွန်တော်ပြီးရုပ်ရှင်လေးတွေပြန်ကြည့်ပြန်ကြည့်ပြန်ကြည့်ပြီးမှကျွန်တော်အဲ့ရုပ်ရှင်ဒါရိုက်တာမှုပြန်ရတာပေါ့ရပြီတော့အဲ့တော့မှကျွန်တော် အဲ့တော့ကျွန်တော်ဘာလုပ်မလဲစဉ်းစားအဲ့ကျွန်တော်အင်တာဗျူးတွေအများကြီးပေါ့ရဲဘော်တွေရော CDM တွေရောအဲအတီးဘစ်တွေရောအများကြီးနဲ့တွေ့တဲ့ချိန်တည်းမှာအဲ့ထဲကနေတယောက်တစ်ယောက်တယောက်ပြောတဲ့စကားအဲ့စကားလေးတစ်ခုံးကကျွန်တော်ရုပ်ရှင်ရိုက်ဖို့အတွက်ဖြစ်လာတာပေါ့နော် CDM ဘူကြီးတယောက်ကိုသူ့အမျိုးသမီးကနေအာနာသိမ့်ပြီးတော့သူ့အမျိုးသားကအာနာသိမ့်ပြီးတဲ့ချိန်မှာသူကတက်တီကိုဖြိုခွဲတဲ့တပိတ်ဖြိုခွဲတဲ့အထဲမှာပါနေသေးတယ်ပါနေတဲ့ချိန်မှာသူ့ယောက်ျားကိုမေးတာ အဲ့ဖြိုခွဲတဲ့အထဲမှာတဲ့သူပါသူသူနဲ့သူတို့မိသားစုပါတယ်ဆိုရင်အကိုကပြစ်မာလားဆိုမေးတဲ့အချိန်မှာသူယောက်ျားဟာငါမိမပါတယ်တော့ငါဘာလို့ပြစ်မာလဲဆိုအဲ့မှာသူမိမလည်းသူပြောတာအကိုတဲ့ကို့အသွေးသားကိုထိမှနာတတ်တယ်ဆိုရင်တော့အကိုအဲ့ဆိုတော့လူမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်တဲ့မိမပြောလိုက်တဲ့စကားမှာအဲ့ဘုံကြီးတယောက်က CDN ဖြစ်လှုပ်ဖို့အတွက်ဖြစ်လာတဲ့အကြောင်းအရာလေးကိုကျွန်တော်ကအဲ့စကားလေးကိုပဲတဲလိုက်ပြီးတော့ကျွန်တော်ပတ်ဝန်းကျင်မှာတစ်နှစ်ကျော်တွေ့ခဲ့ရတဲ့ CDN နေနဲ့အတူတူ ကျွန်တော်အဲ့အတောင်းပြီးတော့ဘုခိုင်ဆိုတဲ့ဟာကိုကျွန်တော်ဇညွန်းရေးတယ်ဖုန်းထဲမှာပဲရေးတယ်ဖုန်းနဲ့ပဲရိုက်တယ်ဖုန်းနဲ့ပဲ edit လုပ်တယ်ပြောရအောင်ရာဂိုင်းနှုန်း85ရာဂိုင်းနှုန်း80ရာဂိုင်းနှုန်းလောက်ကတယ်လီဖုန်းနဲ့ပဲကျွန်တော်ဘာ equipment မှကျွန်တော်ပါမသွားဘူးမယူနိုင်ဘူးလေအဲ့တော့ဖုန်းနဲ့ပဲခြားမယ်ရိုက်မယ်ကွာဆိုပြီးတော့အဲ့ဒါ LED 600မီဗန်လေးနှစ်ဘန်းနဲ့အဲ့ဒါခြားလိုက်တာအဲ့ကနေမှရန်ပုံငွေအတွက်ကိုတရားရာဂိုင်းနှုန်းစီစဉ်ဖို့အတွက်ဖြစ်လာတော့တယ်လီဖုန်းလေးတစ်လုံးနဲ့ပဲလှုပ်ဖြစ်ခဲ့တာပေါ့ကျွန်တော်တို့ အမှုပညာသမားတွေရဲ့ကိုလည်းအမှုပညာအမှုပညာနဲ့အတံဝေးဝမ်းကြောင်းပြုတဲ့သူပေါ့လေအဲ့လိုပဲပြောချင်ပါဘာလို့ဆိုကျွန်တော်ကိုကျွန်တော်လည်းအမှုပညာရှင်ဆိုတဲ့ပုံစံမျိုးလည်းကျွန်တော်ကိုအမတုံးတက်ပါဘာလို့လဲဆိုကျွန်တော်တို့ကျွန်တော်တည်ထားတဲ့ရုပ်ရှင်ကျွန်တော်တည်ထားတဲ့သေုပ်ဆောင်ပညာကျွန်တော်တည်ထားတဲ့ဇာညွပညာဆိုတာတွေကလေးလာသိသိစရာတွေကအများကြီးလည်းရှိသေးတဲ့အတွက်ကျွန်တော်ဒီနေ့ဒီချိန်ထိပဲကျွန်တော်သင်ယူနေစေတက်ရောက်ပါလေအဲ့တော့အမှုပညာလောကတွေက အလူတွေနဲ့လက်ရှိဒေါ်လာရေးကာလကိုနည်းနည်းသုံးသပ်ရမယ်ဆိုရင်ကျွန်တော်လူ၄မျိုးတွေ့ရတာပေါ့နော်၄မျိုးကတစ်မျိုးကကြတော့ဗာလဲဆိုလုံးဝကိုပဲအဲစကာဆာနဲ့စကာမာနဲ့မအာလာနဲ့အဲကိုပဲစစ်တပ်ကိုပဲအပြစ်ဟိုအရာခိုင်နှုန်းထောက်ခံတဲ့သူတွေပေါ့နော်ဥမာပေါ့ဦးနေအောင်တို့လိုမျိုးအဲအောင်ခိုင်တို့လိုမျိုးစသည်ယုံလေးတို့လိုမျိုးဒီလိုပေါ့ဒီလိုလူတွေကတည်တံ့လုံးဝတည်ကြပေါ့ငကိုတွေကလည်းသူတရားဝင်ကြီးညာပြီးသားပဲလေဟုတ်ပြီနောက်တူးကြတော့နောက်တမျိုးကကြတော့ဘာလဲဆို မာလာနယ်လေပေါင်းတယ်ဒီဘက်ကဒေါ်လန်ကြီးမှာလဲဟာလာလက်သုံးချောင်းထောင်တယ်လေဘင်းဂျော်ရီထောင်းအောင်တော့អော်ခဲ့ကြတယ်အတန်နေဝင်အောင်တော့ဆန္ဒတွေပြခဲ့ကြတယ်ဟာတကယ်ဘယ် CDM တွေကိုစီယုံခဲ့ကြတယ်ဆိုတဲ့ကိစ္စမျိုးတွေလုတ်ခဲ့ကြတယ်သူတွေသူတို့ကတော့နှစ်ဖက်လုံးဟိုဘက်နဲ့လည်းဖြစ်တယ်ဘယ်အချိန်မှာအားကောင်းနေလဲဒေါ်လန်ဘက်ကအားကောင်းနေတဲ့အချိန်ဖြစ်တယ်လူပင်လေးဖြစ်တဲ့အချိန်မှာသူတွေလမ်းပေါ်ထွက်လာကြပြီးတော့ register လုတ်ကြတယ်ပေါ့နော်ဒီလူတွေကလည်းအဲရှိပါအဲရှိတယ်ပေါ့နှစ်မျိုးနောက်တစ်ခုကကြတော့လုံးဝအမှုပညာ အလုတ်တွေကိုလုံးဝမလုတ်တော့ပဲနဲ့လုံးဝရပ်လိုက်တယ်အမှုပညာလို့ဘာမှမလုတ်လုတ်ကိုမလုတ်တော့ပဲနဲ့နိုင်ငံခြားထွက်ရင်လည်းထွက်မယ်ဘာမှမကြည့်တဲ့မှာဆိုလဲလုံးဝကိုပဲဒီဟာကိုဇက်ပြုတ်လိုက်တဲ့သူတွေလည်းရှိတယ်နောက်တစ်ဦးကျတော့စီးပွားရေးအရာတော့စောင်းဝင်ရည်ရည်ဒီဖို့အတွက်တော့အမှုပညာအလုတ်ကိုလုတ်တယ်ဒါပေမဲ့အားလုံးရဲ့ပျော်ပျော်ပါပါဟီးဟာဟာဒီထဲမှာမပါဘူးဆိုရဲလူတွေလေးမျိုးကျွန်တော်သွားတွေ့ရတော့အဲ့တော့နံပါတ်1လူကတော့ထားလိုက်တော့ဒေဂျာပေါ့ကျွန်တော်တို့ကသူတို့ဘာမှမပြောလို့ ဓာရေကလူပေါ့ဒီလူကတော်တော်ကြောက်ဖို့ကောနှစ်ဖက်ပေါ့နှစ်ဖက်စလုံးမှာအဲမဟာလာနဲ့လဲစစ်တပ်နဲ့လဲဗလဲနံပါတ်တင်နဲ့အကျိုးလူဟာလောက်တယ်ဒီဘက်ကတော်လိုင်းရေးကြတာသူကဘယ်ဘက်ကိုအားကောင်းမလဲအားကောင်းတဲ့ဘက်ကိုကူတဲ့သူနှစ်ဖက်ချုံနေပေါ့နော်အဲအဲ့လူကတစုရှိတယ်အဲ့လူကတော့ကြောက်ဖို့အရန်ကောင်းတာပေါ့နော်အဲ့ဒါပြည်သူကိုအများရန်မဲအမှုပညာအဲပိဋကတ်ကိုပေါ့ပြည်သူဆိုရက်ပိဋကတ်ကိုပြည်သူအတူတူအများရန်မဲမြေကန်ထိုးပြီးတော့ အဲဘယ်လိုခေါ်မလဲပြီးသူညာပြီးတော့စင်ဘောကနေဥကုံချပြီးလို့ရှင်ဟာကျွန်တော်ထမင်းရှင်မာလို့ပြောခဲ့ကြတယ်သူတို့အပြောဆုံးပဲဒါပေမဲ့ဒီနေ့ဒီချိန်မှာသူတို့မိသားစုတစုတည်းအစဉ်ပြေဖို့အတွက်အဲသူတို့အကျိုးစီးပွားရဖို့သူတို့ရုပ်ရှင်တွေရရဖို့သူတို့အမှုပညာတွေလှုပ်ရဖို့အဲဆိုရဲဟာသူတို့သူတို့သူတို့ဆိုရဲဟာတွေအတွက်ပဲလှုပ်တဲ့သူပေါ့နော်နောက် ခုနလုံးဝမလုပ်တဲ့သူတွေကိုတော့ဒါကျွန်တော်တို့ဒီဘက်ကပါလာတဲ့သူတွေလိုပဲလူပဲပေါ့နော်သူတို့တွေကတော့ခိုင်ခိုင်မာမာနဲ့ဘယ်မှတော့မသွားဘူးကျွန်တော်တို့တွေလိုလည်းမလုပ်ဘူးဒါပေမဲ့ဘာမှမလုပ်တော့ဘူးအခုနနောက်ဆုံးလူပေါ့နောက်ဆုံးလူကကြတော့ဒါတာမန်ပေါ့စီပွားရေးအရာတော့စောင်းဝနေရတော့ရက်တည်တယ်အဲ့လေးမျိုးထဲမှာအခုအဲ့လေးမျိုးစလုံးက၃မျိုးပေါ့၃မျိုးစလုံးကိုတေချာပေါ့သူတို့က ဆွဲယူလိုက်ပြီပေါ့နော်စာကမာကနေဆွဲယူလိုက်ပြီးတော့မင်းတို့စိတ်ပါပါမပါပါလှုပ်ချင်ချင်မလှုပ်ချင်ချင်အခုနကျွန်တော်ပြောသူအဂိုက်တာခေါင်းဆောင်နေလို့ပဲတုံမန်းနေမိလာတယ်ဖမ်းလာတယ်မိလာမင်းတို့မပြောဘူးလားမလှုပ်လားမလှုပ်ရင်ပြတ်တပ်လိုက်မယ်ဆိုတဲ့ဟာမျိုးတွေနဲ့လှုပ်တဲ့အချိန်မှာအခုချိန်မှာတော့ကြောက်လို့ဆိုတဲ့အဲကြောက်နီးရတာကြောက်ရဲဆိုတဲ့ပုံစံမျိုးနဲ့တော့လှုပ်လှုပ်နေကြပြီပေါ့နော်အဲ့ဂျားထဲမှာလဲရာခိုင်နှုန်းကတော့နှစ်ခုပေါ့ကျွန်တော်တို့ကတော့ဘယ်လိုခေါ်မလဲအ နားလည်ပြီးခဲ့တယ်ဆိုတဲ့အခြေအနေတွေရှိခဲ့တယ်အချိန်တစ်ခုရခဲ့ပြီတကယ်တမ်းဒီဟာဒီရှေ့ဆက်ပြီးတော့ဆိုးလာမဲ့အခြေအနေကိုသိနေရက်နဲ့မထွက်နိုင်မထွက်ကြဘဲနဲ့မယုံထွက်နိုင်ဘဲနဲ့ဒီထဲမှာဆက်နေသေးတယ်ဆိုရင်တော့တရားပေါ့ဒီပြဿနာရင်ဆိုင်ရမှာဒီပြဿနာသူတို့အရှိကိုရောက်လာမှာသူတို့ထောက်ထားတဲ့တနက်ပြောင်းသွားသူတို့နှစ်ထင်ကိုတနက်ပြောင်းသွားသူတို့နှစ်ထင်ကိုရောက်လာမှာဖြစ်တော့ဒါတွေကိုမှကြိုးပြီးတော့မစင်စားမရွေးချယ်ခဲ့ဘူးဆိုတော့သူတို့ပြည်သူနဲ့တွေ့ရမှာပေါ့လေ အဲ့ဒီအခြေအနေမှာဂုဏကအမှုပညာရှင်အလုံးသည်ပြည်သူဘက်ကိုပြည်သူဘက်နဲ့အာဓမ္မဘက်နှစ်ဖက်မှာတရားဘောက်ခွဲရက်လိုက်ကြပြီလို့ကျွန်တော်သုံးသပ်လို့ရအောင်ဟွတရားဘောက်ကိုခွဲရက်လိုက်ပြီဘလို့ပဲကြောက်လို့ပဲရက်ရက်ဘလို့ပဲရက်လိုက်ပြီဒီဘက်ကလူကယာခိုင်တော့ကနည်းနည်းလေးပဲရှိတော့တယ်မဟာလာဘက်မှာကြံနေခဲ့တဲ့သူဒီယာခိုင်တော့အတွက်အမှုပညာလောကအတွက်ရင်အကွာအဲပုံအပုံ20ပုံရင်16ပုံက ိုးဘက်မှာရှိနေပြီကျွန်တော်တို့ဒီဘက်မှာတဘုံပဲကျန်တော့နည်းနည်းလေးပဲရှိတော့ကျွန်တော်တော်လိုင်းဘက်ကိုပါလာတဲ့သူကအဲ့တော့ကျွန်တော်ဘက်ကိုတော်လိုင်းပါလာတဲ့သူတွေကနည်းနည်းလေးကကျွန်တော်လူတွေအချင်းချင်းဒီအားလုံးစီလုံးပို့ပြီးအရင်ကားတဲ့စီလုံးချဖို့လိုတယ်တယောက်ကိုတယောက်ဟိုအပြစ်မြင်တာတွေတယောက်ကိုတော့အမှားဆောင်တာတွေကိုကျွန်တော်တို့ရှောင်ပြီးတော့ဟိုဘက်ကတဲ့လူနည်းနည်းလေးနဲ့ကြစ်ကြစ်လစ်လစ်နဲ့စီစီလုံးလုံးဒီတက်ပို့ပြီးတော့ဘလောက်ထိတောင့်ခံနိုင်ကြမှာဘလောက်ထိဒီအာနာရှင်ကို ဘလို့ကောင်းမယ်လက်သီးကိုစုပ်ပြီးတော့ရင်ကိုကော့ခေါင်းကိုမော့ပြီးတော့ဘလောက်ထိအကြောတင်းတင်းနေနိုင်ကြမလဲဆိုတဲ့ဟာမျိုးအရေးကြီးတဲ့အခြေအနေကိုရောက်လာပြီအဲ့တော့လူနဲ့နဲ့နဲ့သူတို့ဘက်ကအတ္တတွေအတ္တများများနဲ့လူတွေနဲ့ကျွန်တော်တို့ဘက်ကလောဘနဲ့နဲ့နဲ့လူတွေနဲ့တွေ့ကြမှာပေါ့ကိုယ်အဲ့တော့တင်းတင်းချင်းကြတော့ဒီကြောင်ပေါ်ပြန်ဆုံကြအောင်ပါပဲအဲ့တော့ပြန်ဆုံတဲ့အချိန်ကြရင်လူချင်းကြည့်ပဲဆုံမှာမဟုတ်လေမျက်လုံးချင်းလဲဆုံကြအောင်ပါအဲ့ ဲ့လိုမျက်လုံးချင်းစုံကြတဲ့အချိန်ကြရင်ဘယ်လိုပုံစံမျိုးနဲ့စုံကြမလဲဆိုတော့ကျွန်တော်တို့ရဲ့နောက်တစ်ချိန်ပေါ့နောက်တစ်ချိန်ကိုတော့ဟိုရင်ခုန်စွာနဲ့အောင်ပွဲတွေနဲ့အတူတူကျွန်တော်တို့ကတော့ဆက်ချီဖို့အတွက်ဒီနေ့ဒီချိန်ထိလည်းအဲတန်တန်မာမာခိုင်ခိုင်မာမာရှိတယ်ယုံကြည်ချက်ဘယ်တော့မှပြည်သူကိုတစ္ဆာဖောက်ပြီးကျွန်တော်ပေးခဲ့တဲ့ဂရိကျွန်တော်ပြည်သူပေါ်မှာထားခဲ့တဲ့ဂရိတိုင်းဘယ်တော့မှတစ္ဆာမဖောက်ဘူးအတူတူရှေ့ဆက်သွားမယ် တော့ online ဘက်မှာပါနေကြတဲ့သူတွေရာလေလူနေလဲ၄လဲအရင်ကတည်းကပို့စီလုံးပေးကြဖို့တော့ကျွန်တော်ဒီနေ့ကညက်တာရက်ခံချင်တော့ကဲကိုပေါ်ပြောတာတကယ်ကောင်းတယ်နော်အဲ့တော့ဘလိုပဲပြောခုချိန်မှာဆို online ဘက်ထဲမှာလူနေတွေဆိုပေမဲ့လေနော်စီစီလုံးနဲ့လှုပ်တယ်ဆိုရင်တကယ်ပဲအောင်မြင်မှုတွေရမှသိကြပါနော်အချက်ဖက်စကောင်းဆောင်မင်း online ဘက်မှာတော့မြင်းနဲ့တိုင်းပါပဲနော်တကယ်ဘောမှာစကားတွေရိုက်တယ်ဆိုရင်ဘာမှပညာပေးကားလည်းမဟုတ်ဘူးနော်တရေကဘာကညာကတကယ်ဟိုလူရင်းကြိုက်ကားတွေပဲရိုက်နေတာပေါ့နော်အဲ့တော့သူတို့ဘက်မှာအတများများနေပေါ့နော်စစ်ကောင်စီရဲ့တနက် ကိုကြောက်လို့လုံနေကြတဲ့ကောင်းတွေရဲ့လုံဆောင်ချက်ပဲဖြစ်တဲ့အတွက်ပေါ့နော်အားရစရာမရှိပါဘူးနော်အဲ့တော့ဘာပဲပြောခုချင်မတော်လိုင်းဘက်မှာအများနဲ့ရက်တည်ပြီးတဲ့ကိုပေါ့လို့ကိုကျော်ပြပြကျော်သိန်းစသဖြင့်ပေါ့နော်နုပိချရှိအားလုံးကိုတကယ်ပဲလေးစားပါရနော်ကဲနောက်ဆုံးမှာတော့ကျွန်တော်တို့ဘွေးနီမျိုးစင်ပြောထားတယ်ပေါ့နော်တောထဲမှာကျွန်တော်တော်လိုင်းရဲဘော်တွေကားတွေမောင်းနေတဲ့အသက်ပြီးသွားတဲ့သူတွေရှိရပေါ့နော်တချို့တွေအဲ့တော့တောထဲမှာကားတွေပါတယ်ဘလို့မောင်းမလဲဆိုတာမျိုးတွေပေါ့နော်အစဒီသူပြောပြထားတဲ့30ချက်လေးနောက်တော့ကြည့်အောင်နော်တနက်ခိုင်ထားတဲ့တက်ဖွဲ့ကြီးတစ်ဖွဲ့အတွက် အရေးကြီးဆုံးဖြစ်တဲ့အုပ်ချုပ်တော်ဖတ်မှုမှာဒီ transportation တိမ်ပို့ဆောင်ရေးကဏ္ဍဟာအရေးကြီးပါတယ်။ဘာလို့ဆိုတော့စစ်ဆင်နေရတဲ့အခါမှာရေပေါ်ရေရှည်တန်းကိုသွားကြတယ်နော်။တော့လိုအပ်တဲ့အုပ်ချုပ်တော်ဖတ်မှုအတွက်ကိုတိမ်ပို့ဆောင်ရေးအတွက်အဲဒီအဲဒီမော်တော်ယာဉ်တွေကိုမဖြစ်မနေတုံးကြရပါတယ်။ဘာလို့ဆိုတော့ခုခေတ်ကလှဲခေတ်နွားခေတ်မဟုတ်ဘူးမော်တော်ယာဉ်ခေတ်တချို့တက်တယ်ဖွံ့ဖြိုးပြီးတဲ့တက်တယ်မှာဆိုလို့ရှိရင်ဒီတယောက်စီမိုးပြန်ကြိုးဘူးချက်တွေနဲ့ကောင်းငင်ကုန်တော်ရှုလူပြန်တော့လူပြန်တက်ပြီးတော့တိုက်ခိုက်ရေးစမကားတွေ ော့ drone တွေလူလိုက်ပါစီးနေနေတဲ့ drone တွေနဲ့အဲတပ်ဖွဲ့တွေကိုတတ်ဆင်နေတဲ့အခြေအနေအချိန်ခါမှာကျွန်တော်တို့မြန်မာပြည်ကဒလိုင်းတပ်ဖွဲ့တွေကတော့ motor yin ကိုပဲအဓိကထားအားကိုးအားထားပြုရပါတယ်ကျွန်တော်တို့မှရဟန်းလည်းမရှိဘူးတေဘူပို့ဆောင်နိုင်တဲ့ကောင်းငင်ပြန်နိုင်တဲ့အနေထားလည်းမရှိဘူးဆိုတော့များသောအားဖြင့်အားလည်းမြေပြန့်တဲ့တောင်ပေါ်တွေမှာတိုက်ပွဲတွေဖြစ်ကြပြီးကြ motor yin တွေလိုအပ်ပါတယ်ပို့လိုအပ်တော့ကျွန်တော်တနည်းအားပဲပြားတူလက်နဲ့ထုတ်လို့ရဌာနအတွက် motor yin လိုအပ်ကြောင်း campaign ကိုကျွန်တော်ဝင်ပြောပြီးခဲ့သလိုမြေပြင်မှာ တော်လင်းတက်ဖွဲ့ဒီဒီဟာမော်တော်ယာဉ်ကိုအဲဒီလုံလုံလောက်လောက်ရှင်းနေတကြအသုံးပြနိုင်ဖို့လိုအပ်နေပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပဲဒါလိုအပ်နေတယ်လိုအပ်ပါဒါပေမဲ့ကျွန်တော်ကတော့အရေးမကြီးပါဘူးတော်လင်းတက်ဖွဲ့တွေကပုံမှန်အရေးကြီးတယ်ဆိုတော့ကျွန်တော်ပြောချင်တာကပြီးခဲ့တဲ့ဒီရက်တက်ဘတ်နေငယ်တုန်းကကားလူရှင်တယောက်နဲ့စကားပြောခွင့်ရပါတယ်သူကကားအရေးတွေ၃စီးခန့်ထင်ပါတယ်အခုရပိုင်းတော်တင်လူဖို့သူသူတွင်းလာတယ်တဲ့ကားတွေတော်လင်းတက်ဖွဲ့တွေကိုသူရှိအလူခံထားတဲ့အဖွဲ့တွေကိုလူဖို့တွင်းလာတယ်တဲ့ ကျွန်တော်ဒါနဲ့ပဲသူ့အကြံပေးလိုက်ပါတယ်မော်တော်ကားလူပါလူချင်းကိုကျူဆိုပါတယ်ဒါပေမဲ့မော်တော်ကားအလူလက်ခံဖို့အလူတောင်းခံထားတဲ့တပ်ဖွဲ့တွေကိုတော့အော်တီတီချာချာမိတာရက်ခံပန်ကြပါဒါပါလဲဆိုတော့မော်တော်ယာဉ်တစ်စီးဟာတန်ဖိုးအထိုက်အလျောက်လျှောက်300ကနေ300 800 300000ထိရှိပါတယ် ခစ်ပြီးချင်းကားတစ်တစ်လွင်ချင်းအစင်တန်းရှိချင်းနဲ့ကောင်းခံခံချင်းပေါ်မူတည်ပြီးတော့အဲ့တော့ပြည်သူတွေရဲ့စူပေါင်းရံမုံငွေနဲ့လူဒန်းထားတဲ့ဒီလူလူလက်ခံမော်တော်ယာဉ်ကိုစနစ်တကျထိန်းသိမ်းဖို့ဒေါ်လိုင်းတက်ဖွဲ့တုံးဖို့ဖွဲ့စည်းတည်တည်ဟာစနစ်ကြမ်းတော့မော်တော်ယာဉ်ကျွမ်းကျင်သူမော်တော်ယာဉ်ထိန်းသိမ်းပြုပြင်နေသူနဲ့မော်တော်ယာဉ်နဲ့ပတ်သက်ပြီးတော့အာလိုအပ်တဲ့ maintenance program တွေကိုစနစ်တကျလုပ်ဖို့အကြံပြုပါလို့ကျွန်တော်ပြောပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်မော်တော်ယာဉ်တွေကိုဒေါ်လိုင်းတက်ဖွဲ့တွေကိုငားယမ်းတက်ဆင်ပြီးခဲ့ပူပါတယ် ဒါပေမဲ့တော်လင်းတပ်ဖွဲ့တွေမှာလည်းမင်းဲကိုပဲရုံးကန်နေကြတာစစ်ပညာရောတင်ကြလက်ကျင်းမှုအုပ်ချုပ်ထောက်ပံ့မှုရောသူတို့မှသွားနေကြတယ်ဆိုတော့စနစ်ကျနတဲ့မော်တော်ယာဉ်တပ်ဖွဲ့တို့မော်တော်ယာဉ်တော်ဝန်ခံတို့ မော်တော်နဲ့ပတ်သက်တဲ့လိုအပ်တဲ့ဆောင်ရန်ဆောင်ရန်တွေပေါ့စီရီလေးဝိုင်းအပါအဝင်မောင်းနေသူကျွမ်းကျင်သူလိုက်နာရမယ်စီမင်းစီကန်းတွေစစ်မော်တော်ရင်ဖြစ်တဲ့တကြောင်လုံခြုံရေးကိုဘယ်လိုမျိုးဦးစားပြီးဘယ်လိုမျိုးအမြဲတမ်း maintenance ကီလို9000ပြည်တိုင်းအင်ဂျင်မှဘယ်လိုလဲရမလဲစီရီလေးဝိုင်းကိုမောင်းငယ်ဘယ်လိုဆက်ရမလဲဘရိတ်မကောင်းရင်တာယာမကောင်းရင်ဘယ်လိုလဲရပြင်ရမထိန်းရမလဲဒါတွေဒီကိုသူတို့မှလက်မကြည့်နိုင်အားကြပါဘူး ။ဘာကြောင့်ဆိုရရလူနဲ့စစ်ပညာသင်စုဖွဲ့ပြီးခုမှတက်တည်တည်ထောင်တက်တည်စနစ်တကျဖြစ်အောင်ဂျူးသားရုံးပိုင်နေတဲ့ကာလမှာဆိုတော့ကျွန်တော်ကားတွေတက်ဆင်ပြလိုက်တယ်ဆိုရင်ကားတွေဟာတလခွဲနှစ်လလောက်ပဲခံပါတယ်။အကြောင်းမျိုးမျိုးကြောင့်အကုန်လုံးကပျက်စီးရပါတယ်။ဥပမာဆိုရင်ရေမရှိပဲတက်မောင်းလို့တခါတည်းအောက်က gasket ပေါက်သွားတာမျိုး engine လုံးလိုက်ချလိုက်တာမျိုးအဲ့တော့တွေ့ရစီတွေ့ရစီဆိုတဲ့နေရာမှာလုံချုံရင်းအရာအခုဆိုလို့ရှိရင်စစ်ကောင်စီဘက်ကကျွန်တော်တို့တော်လိုင်းနေမြေဒီဘက်ကိုသူတို့ဟာဒီတစ်ဖက်လှည့်တော့တိုက်စစ်အဖြစ် 73စီတွေကိုရေသွေးညံဖြင်းသောရောစီချက်စီတွေနဲ့တင်သွင်းရုံနဲ့မကတချို့သော73စီလုပ်ငန်းရှင်တွေဟာကုကျိုးစည်းပွားဝေဒမလောဘကြောင့်မတန့်တဲ့စီရေရောတာမျိုးတွေနောက်တော့အမိုက်အနေတွေပါတာမျိုးတွေကိုရောင်းချကြတယ်ပေါ့စီကန်ထင်းတယ်အဲ့တော့စနစ်တကျ မော်တော်ယာဉ်73စီကိုဘယ်လိုထည့်တယ်ဘယ်လိုတန့်ရှင်းရမယ်ဘယ်လိုကြိုတင်တူလောင်ထားပြီးမှဒီကုတ်ကားဟာပရီမီယံပဲလက်ခံနိုင်တဲ့အင်ဂျင်မှန်ရင်ပရီမီယံစီမအပါတခြားစီထည့်သွင်းခြင်းမပြုအောင်ခူးဆိုင်မယ်ဆိုတော့ဒီစီကန်ထိန်းသိမ်းမှုမျိုးအားနေတဲ့ကြောင့်မလို့တွေ့ရစီကောက်ထည့်ပြီးတော့များသောအားဖြင့်အင်ဂျင်တွေကျွန်တော်နော်ဇယ်တွေအကုန်လုံးပျက်စီးပြီးတော့ထိုးရက်ကုန်ကြတာများတယ်ပေါ့ဆိုတော့ဒါလည်းပဲလက်ရှိဖြစ်နေတဲ့ဗျံပတာအခြေအနေ တကယ်ကိုအခက်အခဲပေါင်းများများစွာနဲ့ရရစံပကောက်ကိုအသုံးပြုနေတဲ့အခြေအနေမျိုးလို့တော်လိုင်းတက်ဖွဲ့တို့ကျွန်တော်တို့အနေနဲ့အပြစ်မတင်ချင်ပါဘူးဒါပေမဲ့လည်းပြည်သူကတက်ဆိုင်ပြလိုက်တဲ့သိန်း3 4 500တန်ကားတစ်စီးဟာအနည်းဆုံးတော့တကယ်စနစ်တကျထိန်းသိမ်းပြီးမောင်းနေမယ်ဆိုရင်3 4နှစ်ပြန်လှည့်ကြည့်စရာမလိုအောင်ကိုယ့်ဘက်ကထိန်းသိမ်းဖို့လိုပါတယ်ကိုဘီနာလေးမှာမော်တာကြီးအမြောက်ကြီးစံဒုံးတိုက်ခတ်လို့ဟိုဘုံကြကွဲလို့ပျက်စီးတာမှအပမိမိလူကြောက်ဖြစ်တဲ့အပျက်စီးမျိုးမဖြစ်ဖို့မောင်းနေသူမှာစနစ်တကျတာဝန်ရှိသူပဲမောင်းနေရမယ် တောင်ရှိသူမှာအပတွေ့ရလို့တက်မောင်းခြင်းကိုလုံးဝခွင့်မပြုပါဘူးနောက်တစ်ခါတွေ့ရစီဆိုင်မှာထည့်တာမျိုးမလုပ်ရဘူးမော်တော်ယာဉ်တာယာတွေပါနေပြီဆိုရင် brake စီညှော်နေနေပြီဆိုရင် brake ဖမ်းနေရတာနင်းအဆင်မပြေတော့ဘူးကလပ်တွေပေါက်ချင်ချင်ဖြစ်နေပြီဆိုရင်အင်ဂျင်အနိုးထိုင်းနေပြီဆိုရင်မိကားကိုအချိန်ပေးပြီးတော့ရတယ်သမျဒီ budget ဒီဟိုရမုံငွေနဲ့ဦးစားပေးပြင်ဆင်ကြရပါလိမ့်မယ် အဲ့လိုတွေကိုစနစ်တကျမလုပ်ဘူးကားစိတ်ချရခြင်းမရှိဘဲနဲ့တောင်တက်တောင်ဆင်းလန်းတွေကိုသွားတယ်အရေးပေါ်လာလို့မဖြစ်မနေဟိုအန်ဒီရဲ့ accident ဂျုံကမှဂျုံတော့လောစေမရှိလို့ရှိရနဲ့သွားတယ်ဆိုလို့ရှိရင်အခုရေဘော်မူကီတိုင်မူမူကီလိုမျိုးကား accident ဖြစ်ရတဲ့အခြေအနေမျိုးတွေကျွန်တော်တို့ဝန်းနေဆိုတွေ့ကြုံရမှာဖြစ်ပါတယ်အကျွမ်းကျင်သူဘယ်လိုပဲမောင်းနေမစီကား brake ပေါက်သွားရင်ဖြစ်ဖြစ်ကလပ်ပေါက်သွားရင်လည်းဖြစ်ဖြစ်တစ်ခါခုဝင်ရိုးတို့တစ်ခါခု brake bike ကိုဇုံတစ်ယောက်ကပပလေးလှီးထားလို့ပေါက်အောင်လှုပ်ထားခံရလို့တဲ့အန်ဒီရဲ့ကြောက်မယ်ဖြစ်ဖြစ် တောင်ဆက်တောင်တင်းလမ်းတောင်တက်တောင်ဆင်းလမ်းတွေကိုအန္တရာယ်ကြီးစွာမောင်းနေနေရတဲ့တရင်းတက်ဖွဲ့တွေအနေနဲ့အသက်အန္တရာယ်မြောက်များစွာရင်ဆိုင်ရနိုင်ပါတယ်။အဲတော့လို့ကျွန်တော်တို့အားလုံးကဘက်ပေါင်းစုံတိုးတက်မှုဖြစ်ဖို့ဆလနဲ့ပစ္စည်းထိန်းသိမ်းနိုင်စွမ်းနေဆလနဲ့ပစ္စည်းကိုကောင်းစွာကင်တင်နိုင်စွမ်းနေရန်သူဖြစ်တဲ့စစ်ကောင်စီဘက်ကတိမ့်စီရမိတဲ့ဘယ်ပစ္စည်းကိုမဆိုဘယ်အဆင့်မီနည်းပညာပစ္စည်းကိုမဆိုကိုယ့်ဘက်ကလည်းလွှဲညှိတွေပြုပြင်ပြောင်းလဲတိုးတက်တည်ထွင်သုံးပြနိုင်တဲ့စွမ်းနေဒါတွေကိုလည်းတိစောက်မှဖြစ်တယ်လို့ကြံတဲ့အုပ်ချုပ်ထောက်ပံ့မှုအရာလိုအပ်တဲ့ ရေသားစနစ်တွေမော်တော်ယာဉ်ထိန်းသိမ်းမှုစနစ်တွေမော်တော်ယာဉ်ပေါ်မှာတက်စီမျိုးရေရှားပွားလာနေတဲ့ဒီဒီဒီအန်တီအန်တီဂျမ်ဘာစနစ်တွေအပါဝင်ယင်တင်အမြောက်ယင်တင်ဆက်လက်ယင်တင်ဆက်တနကြီးအပါဝင်ဒါတွေအားလုံးကိုကျွန်တော်တို့ကတိုးတက်ဖွံ့ဖြိုးအောင်ထိန်းသိမ်းနိုင်စွမ်းရှိအောင်ကြိုးစားရမှာဖြစ်တယ်လို့မိုင်းရှင်းနေတဲ့ယင်တွေအစနော်ခြေတန်းခြေမုံရင်းအသုံးပြုတဲ့အခါမှာတန်ချက်ကယင်ထိတည်ဆင်းနိုင်တဲ့အခြေအနေအစိုးမော်တော်ယာဉ်ကိုအကောင်းဆုံးအသုံးချနိုင်မှုလို့ပါတယ်ပြီးတော့လည်းပြည်သူလူထုဘက်ကလည်းမော်တော်ယာဉ် ီဒီ online တပ်ဖွဲ့တွေနဲ့အဲဒီအရေးကြီးတဲ့ဌာနတွေအတွက်မော်တော်ယာဉ်တွေကိုလည်းလှူဒန်းပေးဖို့မော်တော်ယာဉ်တွေကိုလည်းတပ်ဆင်ပေးဖို့မော်တော်ယာဉ်နဲ့ပတ်သက်တဲ့အစီပိုင်းတွေပျက်စီးမှုရှိတဲ့အခါမှာလည်းအခြေအနေတပြေးညီအဲကူညီပေးဖို့ဝန်ရံကြဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်ကလည်းတော့ရေဘော်မူကြီးမော်တော်ယာဉ်ကြောင့်အစီတန်းကြောင့်ဂျာဆုံးနေဆိုတဲ့တင်းကိုဖတ်ရပြီးကြီးကွယ်ဝန်းနေဆိုတာနဲ့နောက်တစ်ချိန်မြမပြည်တင်းတရားကပြည်သူ့ရဲ့တားကောင်းယန္တနာများမော်တော်ယာဉ်အစီတန်းကြောင့်ခုလူမျိုးကြီးဂျာဆုံးကျွေလင်းရတာမျိုးဖြစ်မလာအောင်ကျွန်တော်တို့အားလုံး နှစ်ဖက်ပေါ့နော်နှစ်ဖက်ဆိုတာပြည်သူရောဒေါ်လန်သူရောကျွန်တော်တို့အလူလူသူရောအလူလက်ခံသူရောလူတယ်လို့တော့ကျွန်တော်မသုံးနှုံးပါဘူးတမိုင်းမေးတာဝန်ခြေပြင်သူရောတမိုင်းမေးတာဝန်ခြေပြင်နေတဲ့သူတွေကိုဝိုင်းဝန်းကူညီကြတဲ့တာဝန်တည်ပြည်သူတွေရောအားလုံးအကျိုးနှစ်ဖြာဝိုင်းဝန်းကြိုးစားသွားကြမယ်ဆိုရင်တော့ကျွန်တော်တို့အားလုံးဟာစနစ်တကျအရာရာကိုဆောင်ရွက်နိုင်စွမ်းဆိုတဲ့အာဒီ discipline management ကြီးကောင်းကောင်းရရှိလာပြီးတော့ကျွန်တော်တို့ရဲ့အသင်ကူးပြောင်းရေးတွေကိုတိုင်းပြည်တည်ဆောက်ရေးအတွက်ကိုပါအကျိုးများစွာရရှိနိုင်မှာဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ဘေးပြာဝေးကွာပြီးအမြန်ဆုံးတော်လန်တော့အောင်ပွဲများရရှိပါကြည်ရရှိကြပါစေ။ဟုတ်ကဲ့ဒါတော့ဘွေးနေမျိုးစီနဲ့သုံးသပ်ချက်ပြီးတော့ဖြစ်ပါတယ်နော်။အဲ့တော့တကယ်ပဲကျွန်တော်ရဲဘော်တွေဘာပဲဆက်ဆက်ရရမလို့ဘာပဲလို့လို့ view size ကြဖို့မှာကျင်ပါတယ်အဲ့တော့ရဲဘော်တွေအသက်ကတကယ်ပဲလွန်မြင့်တာဖြစ်ပါတယ်เนาะအဲ့တော့ချမ်ပစ်စစ်ကောင်စီဘက်ကကောင်းနေနေဆိုရင်တထောင်နဲ့တယောက်တော့မလဲနိုင်ပါဘူးเนาะ ဲ့တော့အားလုံးပဲအထူးကျူးဆက်ကြပါလို့မှိုင်းနဲ့ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါတယ်နော်အစားဆုံးကြည့်ပေးကြမြတ်ပြည်သူရောက်စီတန်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လာရေးစစ်ပေးနှလင်ပေးဘေးနေပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ